Big Manny Premier League တက်စစ်မှုတစ်တွေဆွမ်းဆောင်ရည်ကိုဒီဗျူထဲမှာလေ့လာကြည့်ကြပါမယ်။စုစုပေါင်း6ရောက်တိကိုတုံးသက်ပြပေးထားပါတယ်။အားလုံးဝင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာတော့လက်ရှိ Premier League ရာသီမှာပြောင်းချွေလာတဲ့ထိတ်တန့်တက်စစ်မှု6ရောက်ကိုနလအပီးမှာတို့ရဲ့လက်ရှိခြေအတွက် Queen Go တွေနဲ့ပတ်သက်လို့တုံးသက်ပေးထားပါတယ်။ reality transfer window ကိုသာပြုနေတဲ့ပြောင်းရွှေ့တွေကိုပြောပါဆိုရင်တိုက်စစ်မှုတွေကိုပဲညွှန်ဆိုရမှာပါ Liverpool Arsenal Chelsea Newcastle အသင်းတွေက center forward နေရာတွေအတွက်ငွေပုံသုံးခဲ့ကြသလို Manchester United ကလည်းဒီနေရာကိုဖြည့်တင်ထားပါတယ် big sign တွေအများစုကိုမြင်တွေ့ခဲ့ရတာပါတချို့ကစားသမားတွေကတော့ထိဆုံးမှာမဟုတ်အောင်ထိဆုံးတဲ့ခန်းနီးနီးမှာရှိနေတဲ့ပြောင်းရွှေ့မျိုးတွေပါ Automobile International Break ကလည်းပြီးသွားခြင်း Premier League ပွဲစဉ်ခုနှစ်ပြီးလို့၈စီကိုချင်းကပ်လာခြင်းမှာ ဒီတိုက်စစ်မှုတွေရဲ့လက်ရှိအခြေအနေရောအကဲဖြတ်လို့အကောင်းဆုံးအချိန်ရောက်လာပါတယ်။ BNT လက်ဝီစာရန်ဒေကိုလိုမူအာနီတို့လိုတရားကြောင့်ကစားတီနေပါနေတိုက်စစ်မှုတွေတော့ဒီအင်းကနေခြံထားခဲ့ပါမယ်။နံပါတ်၁တိုက်စစ်မှုကနေကျွန်တော်စလိုက်အောင်ယူကဆယ်တိုက်စစ်မှုတစ်နိကဝါတမန်ဒီနဲ့ဆားလိုက်ပါမယ်။ဗိုလ်တလီကမှမနစ်ကရာသီမှာပဲစတင်တောက်ပါလာတယ်ဒီတိုက်စစ်မှုကလက်ရှိ2025-26ရာသီမှာတော့ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လာပါတယ်။ယူကာဆယ်ပရိသတ်တွေနဲ့ပရီးမီးယားလိဂ် ပြည်သက်တွေကတော့ဒီကစားသမားရဲ့လားလာကိုဖန်ဆာကြည့်ဖို့ထက်ခဲနေတော့မှာပဲဝါတာမန်ဒီအတွက်စိန်ခေါ်မှုကပြင်းထန်ပါအချိန်မှာကစားသွားခဲ့တဲ့တိုက်ချိန်ပေါ်လက်သန်းနာအီဆက်ဆိုတာကနျူကာဆင်ရဲ့ဒုက္ခပါအကောင်းဆုံးတိုက်ချိန်မှုတွေရတဲ့အရာဝဲရောင်းတဲ့ဖြစ်ဆုံးတိုက်ချိန်မှုအဖြစ်သက်တည်ပြသွားခဲ့ဒီပါဝါတာမန်ဒီကတော့ဖက်ပြင်းနေပဲပြည်သက်တွေအာယုံကိုဖန်ဆာထားနိုင်ပါတယ်အီချက်နဲ့ဝါတာမန်ဒီကမတူပွဲကြတဲ့ကစားဟန်နဲ့တိုက်ချိန်မှုတွေပါပြည်သက်တွေကတော့ကစားသမားရဲ့လက်ရှိခြေတွန်းကို အဲတဘောတော့ကြာနေတယ်ပေါ့ပြန်ပွဲဆုံးခုနှစ်ပွဲကစား၄ဂိုးတိရရှိထားပါတယ်။ဘောက်ချင်းမှာတင်ကစားသမားကခြေစွမ်းပြနေတာမဟုတ်ဘဲနဲ့ link up play hotel quality တွေကလည်းထင်ကြီးပြပါ။ဒါကြောင့်ပဲ Newcastle ရဲ့ base play ကိုလည်းအကောင်းဆုံးကူညီပေးနေနိုင်ပါတယ်။ကို့အသင်းပေါ်ရဲ့ခြေထဲကိုမျောထိုးပေးတဲ့ဘောလုံး၁၁ချိန်အထိလည်း Watermelon ပေးပို့ထားပြီးသူ့ထက်များတဲ့တိုက်စင်ကပရီးမီးယားလိမှာ၃ယောက်ပဲရှိပါတယ်။ ဒီအချက်လက်တက်တက်နေတော့ကစားသမားကလုံးဝအံဝင်ပြီလို့ဆိုလိုတာမဟုတ်ပေမဲ့ဘာရီလုံနိုင်တဲ့အတင်းကိုဘလို့ကူညီနေလဲဆိုတာတွေတော့မန်းဆာရလွယ်ကူသွားစေပါတယ်။ Union စိတ်နဲ့ UCL ပွဲစဉ်မှာတကူဒီကိုကတော့ Sandro Tonali ရဲ့ကံကြက်ကနေ deflection ဖြစ်ပြီးရတာဆိုတော့ဒါတော့အဲ GQ ကိုမလွယ်သေးပါဘူး။နောက်ဆုံးရတာတဲ့တကူကလည်း penalty ပါ။နောက်ထပ်ရတာတဲ့နှစ်ကူကတော့ quality twin goal တွေဖြစ်ပါတယ်။ကစားသမားရဲ့198 cm ရှိတဲ့အရာမောင်းတယ်။လေတွေကဘောလုံးတွေပေါ့သုံးချတာမှလည်းအတော်အားကောင်းပါတယ်။ ဒါကသူ့ရဲ့အဓိကအားသာချက်မဟုတ်တည်တိုင်းသူ့ရဲ့ပထမဆုံးတွင်းကိုတော့ဥဖက်ကိုခေါင်းတိုက်တွင်းယူထားတာပါ။ဒါအပြင်အစနေကိုရှုံးနေခဲ့တဲ့ပွဲမှာလဲကာဗရီယယ်ကိုတွန်းထိုးပြီးဖစ်စကယ်အားပြုကစားကတကူရထားပါတယ်။လက်ရှိမှာတော့အရန်ကိုအလားအလာကောင်းတဲ့တာထွက်ကိုပိုင်ဆိုင်ထားပြီးနောက်ထပ်ထူးချွန်တဲ့တိုက်စစ်မှုပြပြည်သက်တွေစောင့်ကြည့်သွားရဖို့ရှိပါတယ်။ဒီဆက်ဖြစ်တိုက်စစ်မှုကိုတော့ great a ပေးထားခြင်းပါတယ်။နောက်တစ်ယောက်ကတော့ဟူကိုအက်တီတီပါ။ ပြစ်စဲရမရမသေးကြသေးတယ်မှာလီဗာပူးဘက်ကလက်တွေ့ကြတဲ့ခေါ်ယူမှုတွေဟူကိုအကတိကီကိုအန်ဖီကိုခေါ်ယူနိုင်ခဲ့ပါတယ်အစောပိုင်းပွဲတွေမှာကစားသမားကလီဗာပူးနဲ့ပြိသက်တွေကိုအီဆက်ကိုမလိုလောက်ဘူးလို့ထင်ရလောက်တော့ခြေစွမ်းမပြနိုင်ခဲ့ပါဘူးပထမဆုံးသုံးပွဲမှာတကူးသွင်းယူနိုင်ခဲ့သူ့ရဲ့ပေါက်ကွဲအားနဲ့ဒီစနစ်ပိုင်းကျွမ်းကျင်မှုကတော့အတိမတ်ပြရမှာပါမဆီဆိုင်ဒါဘီမှာ9ဂိုးကိုတွင်းယူပေးနိုင်ခဲ့တယ်လို့ဆောက်တန်တန်နဲ့ EFL ကပ်ပွဲစဉ်မှာလည်းထပ်မံခြေစွမ်းပြက9ဂိုးကိုတွင်းယူပေးသွားပြန်ပါတယ် ဒီဘွဲမှာဒုတိယဝါခက်ကြောင့်နီကက်ပြထုတ်ပယ်ခံခဲ့ရပါမယ်။ဤစံနေရာကိုလူစားဝင်ကစားပေးနေရတဲ့အနေထားနေတော့မှသူ့ရဲ့စွမ်းဆောင်ရကျွန်တော်တို့မြင်တွေ့ခဲ့ရတာပါ။သို့တော့ကစားသမားတဲ့ဤစံရောက်လာမှုနဲ့ဒီတော့နေရာတနေရာအတွက်တိုက်ပွဲဝင်သွားရောက်ရှိနေပါတယ်။သူတပြည့်အေးပါတဲ့ချက်စူးနဲ့ပွဲစဉ်မှာလည်း18မိနစ်သာပါဝင်ကစားဝင်ရခဲ့ပါတယ်။လက်ရှိမှာပန်နရီမပါဘဲနဲ့ expected goal 1.9နဲ့ဒီပြင်သစ်သားက3ဂိုးရထားတာပါ။အ ါကပနယ်တီကိုထည့်မတွက်ပရီးမီးယားလိမှာသူ့ထက်ကောင်းတဲ့တက်စင်မူက3ယောက်ပဲရှိပါတယ်။ twin goal တွေအပြင်ကစားသမားစီကမြင်ရတာက62.5%ရှိတဲ့ dribbling ပါ dribbling success rate ကအလောက်ကြီးရှိနေပါတယ်။ဘောလုံးနဲ့အတူဆိုရင်လည်းစွမ်းဆောင်ရည်ကောင်းနေလို့ပရီးမီးယားလိ player တွေကြားထဲမှာ3ယောက်မြောက် dribbling အကောင်းဆုံးဖြစ်နေတာလည်းထူးခြားပါတယ်။ဤဆက်ရောက်လာမှုနဲ့အတူ hugo ekitiki ကစားချင်းယုံနေလာတာက Harlan Everest အဖြစ်နဲ့အောင်ခြံပြူပါရဲ့ Liverpool အနေနဲ့နေရာစုံကနေတိုက်စစ်ကိုပံ့ပိုးပေးနိုင်တဲ့အကြေတကြီးအတွက်အပြေရှားသွားဖို့လည်းလိုအပ်နေပါတယ် Report ခန့်မှာတော့ကစားသမားကိုအဆင့် B အနေနဲ့သတ်မှတ်ပေးထားကြပါတယ်နံပါတ်3နေရာမှာရှိနေတာက Jao Petro Chelsea တိုက်စစ်ကိုအဖြစ်ပါလုံးခဲ့တဲ့၃လ Club World Cup မှာကလေးက Chelsea အတွက်ပေါင်းဝင်ကစားပေးနေတဲ့ဒီဘရာဇီးသားကအတင်းနဲ့ဒူးဖြတ်တန်းနေတာအချိန်တခုတော့ရှိလာပါပြီ။ Premier League ခုနှစ်ပွဲကစား၂ဂိုးသွင်း၃ဂိုးဖန်တီးပေးနေတယ်။ဂိုးပေါင်ဝင်ပတ်သက်မှုအရာတော့လက်ရှိ ဟာလန်နဲ့ဘုံမောက်တောင်မကစားမှအန်တွန်ဆမန်ညိုတို့ရဲ့နောက်၃ယောက်မြောက်၉ပေါင်ဝင်ပတ်သက်မှုအများဆုံးဖြစ်ပြီးမြလိမှာရက်တည်နေပါတယ်ဒီနေရာမှာတစ်ချက်သတိထားရမှာက expected asset 0.25နဲ့3ကိုဖန်တီးပေးထားတာဆိုတော့ဖန်တီးမှုထက်အဆုံးတက်တဲ့ကစားသမားရန်ကောင်းသွားလို့ဆိုတာမျိုးတော့မြင်ရပါတယ်။ကစားသမားရဲ့ကိန်းကနန်းတွေကိုချက်အလက်နဲ့မှိန်သွားအောင်လုပ်တာမျိုးတော့မဟုတ်ဘူးပေါ့လေ။ ဘိုင်ယန်ကိုချုံးနေခဲ့တဲ့ UCL ပွဲစဉ်မှာအတင်းရရလက်ပိုင်းအားဖြင့်အားရစရာမကောင်းပေမဲ့ကစားသမားတို့ခြေရန်ပြနိုင်ခဲ့ပါတယ်။သူကတိဂျာအိုဘက်ဒရိုရဲ့ဟိုးချက်ပလေးကအတင်းတက်ချက်ကိုဆွဲတင်ပေးနိုင်ခဲ့တာပါ။အများစုကတော့သူ့ကို hybrid forward လို့ယူဆပေမဲ့ဂျာအိုဘက်ဒရိုကတော့သူ့ကိုသူနံပါတ်9ဖြစ်စေလို့နေရာဒီကဖွင့်ဟပူပါတယ်။ဒီဘက်မှာအစ်စ်ခေါ်ယူလာတဲ့ Lian Dilab ကတန်ရာကြောင့်ချက်စီအတွက်မကစားပေးနိုင်ခင်ဘရာဒီလက်ချက်မူကနေနဲ့နေရာတနေရာခိုင်မာနဲ့ကစားခွင့်ရနေတာလေသူ့ရဲ့ခြေရန်ကိုမြင့်တက်နေစေတာလို့ယူဆစေရပါ။ လက်ရှိမှာမိနစ်90ကိုကန်ကျက်1.5ပဲရထားသလို0.9 open play ကနေသူ့စီကိုဖန်တီးမှုတွေအ0.9 open play ကနေလည်းသူ့စီကိုဖန်တီးမှုတွေရောက်ရှိနေရပါတော့ချက်လက်တွေရဂိုးသွင်းတော့အားကောင်းတဲ့တက်စင်ဖို့မဟုတ်ဘူးလို့တော့ပြဆိုနေပါတယ်နောက်ဆုံးငါးပွဲဆက်လည်းဂိုးပေါက်ပြောက်ထားသလိုတက်စင်တနေရာထဲမှာပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုံးကန်နေရတာကြောင့်လက်ရှိမှာတော့ဂျာဝပက်ထရိုကို rating B- နဲ့ပဲပေးထားခြင်းပါတယ်နံပါတ်၄နေရာမှာရှိနေတဲ့တက်စင်ဖို့ကဘန်ဂျမင်ဆက်စကိုပါ United ရဲ့ဈေးကြီးပေးခေါ်ယူထားတဲ့တက်စင်မိုစီကအံဝင်ဖို့အတွက်အချိန်ယူရအောင်မယ်ဆိုတဲ့အငွေသက်ကတော့ရနေပါတယ်။တချို့အပိုင်းတွေမှာကစားသမားကအကျန်းတည်တက်တက်ပဲရှိနေသေးပြီးတော့ဘွန်နယ်လီကာကနေပရီးမီးယားလိဂျာမှာလည်းပြည်ယူရမယ်နေထားပါ။ United ပြည်သက်တွေကတော့ Rashman Whiteland တို့ပြင်ပြထမ်းမကြုံကျင်တာကြောင့် Benjamin Sesko စီကနေ twin goal တွေကိုခန့်မြန်မြန်ပဲမြင်တွေ့ဖို့ဆန္ဒရှိနေကြပါတယ်။လက်ရှိမှာ Slovenia သားကပြိုင်ပွဲဆုံး၈ပွဲမှာ၂ goal ရထားပါတယ်။ဒါ့အပြင်ကစားသမားတစ်ယောက်တည်း ကိုချင်းကပြောလို့မရပဲね United ရဲ့အနိုင်အမြင့်ကျန်းတဲ့ရလက်တွေကောင်းဆိုတာသိတာပါတယ်လက်ရှိအခြေအနေကအစိုးဆုံးရောက်ဖို့တပွဲအကွာအဝေးမှာအပင်းရအမြဲလိုလိုရက်တည်နေတာပါဒီတိုက်ချက်မှုနဲ့အသင်းနဲ့ကြားမှာအပြန်လည်နားလည်မှုပြီးစောင့်နေရဆဲပါအချိန်အများစုတိုက်ချက်မှာတယောက်တည်းအထီးကျန်ဖြစ်နေပြီးတော့ဖန်တီးမှုတွေကိုစောင့်မျှော်နေရတာကိုလည်းမြင်တွေ့နိုင်ပါတယ်အစိုးမှာတော့ United ကကစားသမားကိုလီဒီယာဘောလုံးတွေကိုဆုံးတက်နိုင်ကြွမ်းကြောင်းခေါ်ယူခဲ့တာမှန်တိတာလာတာပါအထူးသဖြင့် open play ကနေပေါက်ဆဲကိုလက်ရှိအချိန်ထိ 88ပြင် United တို့ဖျက်တင်ထားပါတယ်။တခြားအားသာချက်တွေဆို space အကျဉ်းတွေထဲမှာကစားသမားကဘောလုံးကင်ထားနိုင်ကြရင်ရှိနေတာပါ။ Link up play ဟိုးထက် play တွေအားကောင်းတာကြောင့်လည်းနောက်ပိုင်း United တက်စစ်ကိုဦးဆောင်လာနိုင်မှာပါ။လက်ရှိမှာ chance creation ၅အကျဉ်းပြုလုပ်ပေးထားပြီးပေါ့။လက်ရှိ Premier League တက်စစ်မှုတွေတဲ့တတရားမြောက်အားကောင်းဆုံးဖြစ်နေပါတယ်။ Ranford ကိုရှုံးနေခဲ့တဲ့ပွဲမှာလည်း Sesco ရဲ့ကိုရောက်ဖို့ကန်သွင်းချက်6ချိန်တိရှိခဲ့တာတွေ့ရပါတယ်။အခွင့်အရေးတစ်ချိန်ဖန်တီးပြီးတော့ဒီကိုလေရခဲ့ရပါ အနေနဲ့ငွေသက်ကိုဖန်တီးပေးနိုင်တဲ့တိုက်စစ်မှုပါနိုင်ရှင်ပြောရရင် white land တယောက်နှစ်နှစ်ကျော် united မှာကစားခဲ့ပြီးတပွဲတည်းအများဆုံး5ပေါက်ပြန်သွင်းနိုင်ခဲ့တာ၄ချိန်ထိပဲဖြစ်ခဲ့ပါတယ်။ channel လောက်အနိုင်ရတဲ့ပွဲမှာတော့ကစားသမားရဲ့5ပေါက်ပြန်သွင်းချက်ဒီချိန်မှာတဘိုးရခဲ့ပြီးထိချက်အချိန်40နဲ့ beta play မှာအများကြီးပါဝင်ကစားပေးနိုင်ရဲပါတယ်။အလားအလာကောင်းနေပိုင်ဆိုင်ရတဲ့တိုက်စစ်မှုကို rating C သတ်မှတ်ပေးထားခြင်းပါတယ်။ဒီ rating တွေကတော့ကျွန်တော် opta ကနေပြီးတော့ယူသုံးတာပါ။အာကျွန်တော်ရဲ့ CIB ရဲ့ကိုပိုင်းမြင်ပြီးတဲ့ပေါ့လေ။ နံပါတ်9နေရာမှာရှိနေတဲ့တိုက်စစ်မှုကတော့ Peter Yorgrab ဇမ်မာ transfer window ရဲ့အဓိကဇက်ကောင်ကတော့ Peter Yorgrab Sweden ဒါဖြစ်ပါတယ်အင်္ဂလန်ကိုပြန်ခေါ်လာနိုင်ဖို့အတွက်ပြောင်းရွှေ့ခြင်းအမြောက်များနဲ့အာဆင်နယ်တို့အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါတယ် Coventry City နဲ့ Sporting တို့မှာကစားသမားကနံပါတ်တစ်ခုကိုတည်ဆောက်ထားနိုင်ပြီးသားမှာ clinical ဖြစ်တဲ့ COVID-19 မြင့်နဲ့ PR တို့ကရုံအားကောင်းပါတယ်နံပါတ်9စစ်စစ်လို့သတ်မှတ်နိုင်ပါတယ်သို့တော့အာဆင်နယ်မှာတော့ဒါကိုတက်တည်ပြသွားဖို့လိုပါသေးတယ် ဂက်မူလာထရိုဖီရရှိထားတဲ့ဆွီဒင်တက်ချင်ဖို့အနေနဲ့အာဆင်နယ်မှာအရင်မှာတော့အရင်သူကစားခဲ့တဲ့အသင်းတွေနဲ့ရှင်အထနှေးနေပါတယ်လီနော်ဒန်ဖောရန်နှစ်သင်းကိုပဲ၃ဂိုးသွင်းထားပြီးတော့ကျန်တဲ့ရှစ်ပွဲမှာဂိုးပေါက်ပျောက်ထားပါတယ်သို့တော့ကစားသမားအနေနဲ့ဂိုးပေါက်ကံသွင်း15ကျင်းပဲပြုလုပ်ထားရတာကိုလည်းထည့်သွင်းစဉ်းစားရပါမယ်ဒီဘက်မှာဟာလန်ဆို26ကျင်းဒီဂိုးပေါက်ကံကိုရထားတာပါကြံမဲ့တွေကို169ကြိမ်ဒီပြားလိုက်ပေးထားပြီးတော့လောအောင်အောင်ကောင်းတဲ့တိုက်စစ်ဖြစ်ပါတယ်။ Off ball runs က89ကြိမ် ကာတိုပြီးတာက148ကျင်းတနအီကို34.4ကီလိုမီတာနဲ့ပရီးမီးယားလီးဂ်လေးယောက်မြောက်အမြန်ဆုံးကစားသမားဖြစ်လဲမှတ်တမ်းဝင်နေပါတယ်ကစားသမားရဲ့ physicality ဘန်းကတော့ပြောစရာမလိုအောင်ကောင်းနေတာကြောင့်အသင်းဘော်ရီအတွက်နေရာလွတ်တွေဖန်တီးပေးဖို့အတွက်လည်းစွမ်းဆောင်ပေးနိုင်ပါတယ်ရောဂရရဲ့လက်ရှိဂိုးပောင်ဝင်ပတ်သက်မှုကတော့အားရစရာမကောင်းပါနဲ့အာဆင်နယ်ကဇယားထိပ်မှဥဆောင်နေတယ်လို့အသင်းအတွက်လည်းတက်ရှိကူကလားလာကောင်းနေချပြထားတာကြောင့် rating အနေနဲ့ကစားသမားကို C ဖြစ်သတ်မှတ်ပေးထားခြင်းပါတယ် နောက်ဆုံးတစ်ယောက်ကတော့ Alexander Isak ပါ။ Isak ကြောင်းပြောတဲ့အခါကစားသမားအနေနဲ့ Newcastle ကထွက်ခွာရမှာမချောမွေးခဲ့တယ်လို့သူ ਈ စီဇန်လည်းမရှိခဲ့တာကိုထည့်သွင်းတွက်ချက်ရပါမယ်။ဒီစီဇန်တက်ဆင်မှုရဲ့ပထမ၅ပတ်ကတော့လူပတ်ဥမာထင်တဲ့လောက်ဂိုးတွေမရသေးပါဘူး။ထောက်ပွဲကစားတကိုးသွင်းတကိုးဖန်တီပေးထားပါတယ်။တပတ်တည်းတပတ်တော့အသင်းနဲ့ပုံမှန်အဝင်လာတာပရိသတ်တွေအတွက်သတင်းကောင်းပါ။ဒါအပြင်ဆောက်တန်တန်နဲ့ EFL ကပွဲစဉ်မှာလည်းသွင်းကိုတကိုးရရှိထားတယ်။ ခရစ်စတယ်ဘဲလီနဲ့ပွဲမှာတော့ Premier League Goal of the Season ဖြစ်နိုင်တဲ့ Twin Goal နဲ့နင်းငယ်ဟန်ချက်ပြက်လွဲချော်သွားပါတယ်။ Chelsea နဲ့ပွဲမှာလည်းမိုးမိုးဆာလဲရဲ့ဖန်တီးပေးတဲ့အလုံးကိုအသုံးမချနိုင်ခဲ့ပါဘူး။သို့တော့အဲ့ဒီပွဲမှာပဲဖန်တီးမှုတစ်ကြိမ်တော့ပြုလုပ်ထားနိုင်ပါတယ်။55မိနစ်နဲ့အထက်၃ပွဲပဲကစားရသေးတဲ့ Isak ကိုသုံးသက်ရတော့ဖက်ပင်မဲ့ပေါင်150နဲ့ပြောင်းရွှေ့လာတဲ့ကစားသမားစီမှာပြည်ထရီကမြင်းမြင်းဆက်ဆက်မျောလင့်ထားကြတာလည်းမလွန်ပါဘူး။ ခြေစွမ်းလေးကောင်းတယ်လို့ဈေးလေးများတဲ့ကစားသမားတွေနဲ့ twin goal တွေခက်မြင်မြင် twin ပြဖို့လိုအပ်နေပါတယ်။ဤဆက်ကိုတော့ rating C- နဲ့ပဲပေးထားကြပါဒါကတော့လက်ရှိတွေ့ရသည်မှာကျောင်းသူချွေချင်းမြန်မာစွာနဲ့ကြောင်းလာတဲ့ကစားသမားတွေကိုလက်ရှိခြေစွမ်းကိုသုံးသက်ပြခဲ့တာဖြစ်ပါတယ်။တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။